အားလုံးမင်္ဂလာပါခင်ဗျာယနေ့ရှင်းရ17လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအားဖြင့်မန္တလေးတိုင်းဒေသကြီးမရိယာနယ်ကဆေတော်ကြီးအောင်ပွဲစစ်သည်နဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီးမှကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြားအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ 9ရက်7လ2025ရက်နေ့မှာတော့မြမတက်မတော်လူမျိုးရေးတပ်ဖွဲ့စစ်ကြောင်းများကမန္တလေးတိုင်းဒေသကြီးမရိယာမြို့နယ်ဆယ်တော်ကြီးဒေသတောင်ဝိုက်ကိုနေမြေရှင်းလင်းလိုက်ပါတယ်ဒီလိုနေမြေရှင်းလင်းလိုက်တဲ့အတွက်ကြောင့်အကျန်းဖက်သောင်းချမ်းသူအချို့စီနေအုပ်စိုးထားတဲ့ဆယ်တော်ကြီးစီနေအနီးတောင်ဝိုက်ကိုလူမျိုးရေးတပ်ဖွဲ့ဝင်များက အောင်မြင်စွာသိမ်းပိုက်ထိန်းချုပ်နိုင်လိုက်ပါတယ် ဒီဖြစ်စဉ်အတွင်းမှာအကျိုးမြတ်ရလက်နေအပြင်အကျန်းဖက်တောင်းညံသူများအထီးအခိုက်အကြအဆုံးများစွာဖြင့်ဆုတ်ခွာတပြစ်သွားခဲ့ပြီး၎င်းတို့ထောင်ထားတဲ့ဆယ်တော်ကြီးဆရာဖောက်ခွဲမြင့်အကျန်နဲ့ထောင်ထားခဲ့သောမိုင်းများကိုလုံချိုးတပ်ဖွဲ့ဝင်များကအောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ကြားပြည်နယ် ငွေတောင်ပြည်ရဲ့မိုးပြသတင်းလေးပဲ ဖြစ်ပါတယ်။ခုနှစ်ရက်စံတန်း2025ရဲ့နေ့နေ့လယ်ပိုင်းအချိန်မှာတော့ကရင်ပြည်နယ်မိုးပြဒေသတွင်းမှာနေမြေရှင်းနေတဲ့တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့အကြမ်းဖက် KNPB KND ရဲ့အဖွဲ့များ ထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အတွင်းမှာမိဘကစစ်တီနှူးဒဏ်ရာအနှင်းငယ်ရရှိခဲ့ပြီးအကျိုးအမြတ်ရလက်နေရာဖြင့်ရန်သူဒဏ်ကအကြမ်းဖက်တောင်းရန်သူ၃လောင်း တနက်3လမ်းကြီးအိမ်ကြီးစံများရှစ်ရွက်မိုင်းနှလုံးတိုင်မိုင်းကိုလုံးလက်ပြုံတစ်လုံးနဲ့အိုင်ကွန်တစ်လုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်6ရက်စက်တလ25ရက်နေ့မှာတော့စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ် ဘုံဘို့ရွာအနီးမှာရှိနေတဲ့အကျမ်းဖတ်တောင်းရန်သူဗရက်စကန်တခုကိုတမတော်လုံညွှဲတပ်ဖွဲ့ဝင်များကစီနင်းသိမ်းပိုက်လိုက်ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးမြတ်ရလက်အနေအားဖြင့်အကျမ်းဖတ်တောင်းရန်သူဗရက်ခုနှစ်လောင်းနဲ့လက်နက်ငယ်၄လက်ပြစ်ချင်းဗန်ကာများတဲများသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးချင်တာကတော့မြမတက်မတော်က တမတော်လေရဲ့လေရင်မြတ်တက်တော်ဝင်တာနဲ့ပတ်သက်တဲ့သတင်းလေးပဲဖြစ်ပါတယ်။ဒီဘိန်းလော်ဘီစစ်ပြေးအာချောင်းတွေအမြဲပြောပြကြတဲ့စကားလုံးလေးပါ။ချက်တွေရင်ရင်တွေပြစ်ချခံရတာပဲဖြစ်ဖြစ်ဆက်ချုံရင်းလိုပဲဖြစ်ဖြစ်ဘလောက်ပြက်ပြက်ဝမ်းသာအာရမပျော်နေကြနဲ့လို့တမတော်ကတော့တစည်းပြက်ရင်နှစည်းထက်ဝယ်မှာပဲ။ဘိုင်းလော်တွေကလည်းအမောင်းတင်ထားတဲ့ဘိုင်းလော်တွေအများကြီးပါ။တယောက်ကြရင်နောက်တယောက်တမောင်းမှာပြီးတော့ဒီဘိုင်းလော်တွေက ခန့်မဝယ်ခင်ကတည်းကပြည်ပမှာအဖွဲလိုက်အမောင်းတင်ရင်ပြင်ဆင်ထားရရတာလို့အခုမှဖုတ်ဘူးမိသားဤတွေ့ကြရလူတမောင်းခိုင်းတာမဟုတ်သလိုပိုင်းလအများစုကစာတတ်ပေတဲ့ပညာတတ်တွေများပါတယ်။ဘာရဲ့မဟုတ်ပါဘူး။ယမနိကတတ်တော်ဝင်တဲ့ငှက်အုပ်စုမှာ MI38 လို့မြန်မာရဲ့အမြင့်ဆုံးရဲရင်မျိုးဆက်လို့ပြောလို့ရတဲ့ရဟန်းငှက်တွေနဲ့ဗတ်စုံသုံး Y8 နှစ်စီးတောင်ပါလာတာတွေ့ရပါတယ်။ MI38 MI35 တဲ့ပိုကောင်းတဲ့ MI38 တွေတော့အဖြစ်ထားပါပြီ။ဘယ်နေရာဘယ်သဘုံတွေဈေးဥပေါက်စမ်းသက်ခံရမလဲတော့မသိပါဘူး။ဒါပေမဲ့ပုံစံကတော့ရန်ဖန်ရန်ကန်လောက်ပဲသုံးမဲ့ပုံပေါ်ပြီးပြပစစ်အတွက်ခြံထားမဲ့ပုံပါပဲ။လာမဲ့ပွင့်လင်းရာသီမှာပုံမအုံပြုအုံများနိုင်တာကတော့ပါရာမော်တာတွေဂျိုင်ရိုကော့ပရာတွေပဲဖြစ်နိုင်ပါတယ်။ပြင်းစင်စည်းိတ်ကုန်ကြမှုစည်းိတ်300လွယ်မှု ပြစ်ကူပေးလေမြန်တာစတာတွေရှင်ရင် ဒီကောင်တွေကပိုအသုံးတဲ့တာကိုပြေးလန်းသိမ့်မလို့ပဲဂျိုင်ရိုကော်မရာတစည်းဆို120မမ6လုံးလောက်ထိတည်နိုင်ပြီးဆက်တနက်ပါယူနိုင်လို့ဘုံချံပြီးဆက်တနက်နဲ့လိုက်ဆွဲနေုံပါအခုတွေ့နေရတဲ့ဂျိုင်ရိုကော်မရာတွေကစမ်းသက် training ဆင်းသလောက်ပဲသုံးနေတာတွေ့ရပါတယ်လိုအပ်တာတွေပြင်ဆင်ဖြည့်ဆည်းပြည့်ရင်ပွင့်လင်းရန်ဒီမှာတော့တေချာပေါင်းကြောက်เสียကောင်းတဲ့ဂျိုင်ရိုကော်မရာတွေကို မင်းတို့တွေတွေ့မြင်လာရမှာဖြစ်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးနဲ့ပတ်သက်နေတဲ့သတင်းလေးတွေပဲဖြစ်ပါတယ် KIA ကလည်းဝမ်ပေါင်းနိုင်ငံတော်အိမ်မက်ကတပြားမှအယောမပေးနိုင်ဘူးဘဲဥကလည်းဘဲဥနိုင်ငံတော်ထူထောင်ခွင့်ရရှိရေးကြိတ်ကြိတ်ကြံနေကြတာပါ SSA ကရှမ်းနိုင်ငံတော် ်ဘာဘူးအမျိုးတွေကလည်းကိုသူလေးနိုင်ငံတော်ဖလန်တောင်မွေးပေါက်တဲ့ဒေသတိုင်းကကိုသူလေးနိုင်ငံတော်တဲ့လေဘာဘူးရဲ့စိုက်ပျိုးရေးတက္ကသိုလ်တုန်းကချစ်သူဟောင်းဘာဘူးကချစ်တန်တော်မိချမ်းမွန်တို့ကလည်းမွန်နိုင်ငံတော်တီးချန်ထူထောင်ရေးတို့အရေးတဲ့ကညုတ်ကင်းသူခင်လာပြေဝင်ကြတော်လဲဘိုးတော်သခင်တန်းထွန်းနဲ့အမျိုးတွေတော်ဆက်နေသလားမသိပါဘူးဘာဘူးကိုလက်သုံးချောင်းထောင်ပြတယ် ကညိုကွင်းကိုပိုင်အုတ်ချုပ်ခွင့်ရဒေသလုံးမလို့လားမသိဘူးဟောအနောက်ရက်ကအောင်ကျော်စိန်ထွန်းလာမောင်သိန်းမောင်ရွှေငွေသန်းဤဥဝေခင်စတဲ့ကိုချီမချီတို့ကြပြန်တော်လဲမာမုန်ိရုပ်ဘွားတော်ကြီးဘိရုမာတွေပင်းဆောင်သွားလို့မကျင်နဲ့ဘူးကြောက်ဖြူကန်းလွန်ဒေသကရတဲ့သဘာဝဓာငွေကရတဲ့သဘာဝဓာငွေဘိုးတွေကိုလိုချင်တယ် ရခိုင်ကိုကြတော့နည်းနည်းလေးပဲပြန်ပြီးတယ်မကျင်နဲ့ဘူးအရခနိုင်ငံတော်ထူထောင်ကြမယ်တဲ့တဘုံထပြန်ရောသူတို့နောက်မှာဆော်လီမူလာဂေါ်ရဖီမာဖာရောရှိတ်တို့ကအသာလေးစောင့်နေတာမြေနိုးတွေကများများစစ်ဖြစ်ကြများများစစ်ဖြစ်ရင်များများသိမယ်များများသိရင်ငါတို့ကို ပြန်လုံနိုင်မဲ့သူတွေနေသွားမယ် အဲ့ဒီအချိန်ကျမှအသာလေးကောက်ပြီးဆွဲစီလိုက်မယ်ဆိုတော့အကြံစိုးကြီးနဲ့ဂရုပေါက်ကအပြိုင်းလိုမိမ့်မိန်ကြီးထိုင်ဆောင်နေတာဒင်းတို့မရိပ်မိသေးဘူးတဘာဝတန်ခွေဆိုတာကကြက်ရက်တလို့ရက်လို့ထွက်လာတာမဟုတ်ဘူးနိုင်ငံတော်အစိုးရအစီအမံနဲ့ပညာရှင်တွေဆက်ရန်ရည်တွေငါအခကြီးငွေတွေပေးစမ်းသက်ဒူးဖို့ပြီးငွေကုန်ကြီးကြအများကြီးခံပြီးမှအကျိုးအမြတ်ရလာတာပါ အဲ့ဒီအကျိုးမြတ်ကိုတနိုင်ငံလုံးအတွက်ပညာရေးကျန်းမာရေးလန္ဒရာဆယ်မြောင်းတာတမန်စတဲ့စီမံကိန်းကြီးတွေအတွက်နဲ့ခွဲဝေမျှဝေပြီးသုံးနေရရတာပါစင်ဂျင်တုံတရားရှိတဲ့ရခိုင်ပညာတတ်တွေသို့မဟုတ်စီဝေးရှောင်လာတဲ့ရခိုင်တွေပြည်တွင်းကို ရောက်နေတာကိုမှအာမနာအေးအေးသဘုံကကိုဖြစ်ချင်းစိတ်ကိုပဲရှည်ရန်တင်ပြီး ကိုရှူတော်တခုတည်းကိုသာရှည်ရန်တင်တွေးနေတာတွင်မြင်တွေ့နေရပါတယ်ဟောလောင်လောင်တို့အဖွဲကြပြန်တော်လဲ လဘတ်ဆိုလဘတ်ချောက်ခုနေရင်ကနေတားငယ်သမီးငယ်တွေကိုပြီမဖို့ဘုံတော်ကြီးကျောင်းတွေမှာထားဘုံကြီးစာကျောင်းစာတွေသင်ခိုင်းအတောင်အလဲလေးစုံလာတော့အမိလောင်လောင်နိုင်ငံတော်ထူထောင်ပဲလှုပ်လာကြတယ်ဘီလူမှာဗရတ်တွေကအချိန်နေဗာမန်းကိုမသိလိုက်ခင်ခဏလေးအတွင်းမှာပဲရှိသမျှလက်နက်ကင်တောင်းကျန်းသူအားလုံးရဲ့ဘုံကျွန်ဖြစ်သွားပါတယ်သေလိုက်ကြတာတောက်တောက်လဲ ဟိုဘက်အဖွဲ့တွေတရားနိုင်ငံတော်တွေထူထောင်သွားနိုင်တဲ့ထောင်းတော့ဗရက်တွေအတွက်နေရာသို့မဟုတ်နေစရာဘယ်သူကပေးမလဲဒါလည်းအခုထိ အမြင်မှန်မရကြသေးပါဘူးရောင်စုံတောင်းကျန်းသူဆိုတာအယောင်ခုနှစ်မျိုးလောက်ကိုပဲရည်ညွှန်းတာပြီးတော့မှပြည်မာကရှင်းစွဲ တိုင်းရင်းသား135မျိုးထက်တောင်ပိုတဲ့မြုပ်ဆပြင်းတောင်းလက်နက်ကိုင်းအဖွဲ့တွေပျော်စရာမကောင်းဘူးလားဗျာတဘုံအဖွဲ့စုံအောင် မရေးတော့ဘူးဗျို့ အကုံသာလိုက်ရည်နေရရင်ဒီနေ့ကုံလို့တော့ပို့တခုတင်ပြမယ်မထင်ပါဘူးတကယ်တမ်းသာခွဲထွက်ခွင့်ပေးလိုက်ပါလား366နိုင်ငံတော်တွေမကဘူးရွာတရွာကိုနိုင်ငံတနိုင်ငံသတ်မှတ်ထူထောင်ကြတော့မှာဘာဘူးနေတဲ့ပျော်ဝယ်နိုင်ငံတော်ကနေရန်ကုန်နိုင်ငံတော်ကို သွားဖို့ passport စာအုပ်အခုတရားထက်မနေဆောင်သွားရမှာပါအခုမှကွဲတာလားပြင်းတောင်ပြင်းပါသေးတယ် ဟဲ့အင်္ဂလိပ်ဂျပန်လက်အောက်ခံဘဝကလေးကနေလွတ်လပ်ရေးအကျိုးမဲ့မှုတမိုင်းတစ်ချောက်ကွဲပြဲလာခဲ့တာဗမာမီကွန်မြူနစ်ပါတီအဖြူအနီဖဆပါလာတီမြဲတန်ရှင်းစတဲ့ပြင်းကွဲကြပြဲကြသလိုဂလုံးဥစုံနဲ့ဘူဂျိုအောင်ဆန်းတို့လည်းသဘောထားမကိုက်ညီကြလို့ညှိမရကြလို့အချင်းချင်းတက်ကြဖြတ်ကြတာပဲမဟုတ်ဘူးလားတကယ်တော့ဖက်စစ်ဂျပန်တွေအင်္ဂလိပ်နယ်ချက်တွေကို တိုင်းချစ်ပြည်ချင်းစိတ်ရှိတဲ့တိုင်းရင်းသားခေါင်းဆောင်တွေကစီးလုံးညီညွတ်စွာနဲ့ရရလက်နဲ့ဆွဲကင်ပြီးတော်လန်ကြရလို့စကလုံးလှလှလေးတွေသုံးနေကြပြီမဲ့ကိုစိတ်ကူးနဲ့ကိုဟိုနေရကပြလိုက်ဒီနေရကထချလိုက်နဲ့ရောက်တဲ့နေရကနေဆန့်ကျင်တော်လန်နေကြတော့ဘာတဘုံကဘလို့ပုံကန်ထကြပါရဲဆိုတာခေါင်းစဉ်တက်မရတော့လို့သူတို့အဖွဲ့စိတ်ညစ်ပြီးဘီရူမာပြီကနေထွက်ပြေးသွားကြတာဗျာ မိနေမှာစလို့ထပ်ပြီးတော့သတိပေးပါဦးမယ်။နောင်ကိုလည်းဆက်ပြီးဂိုင်းကနာတွေကိုွဲကြရန်လေးပါလေးဖြစ်ကြပါအောင်လို့ခေါင်းကြီးအပေါင်းတို့ရေးလို့ပဲတင်ပြပေးလိုက်ရပါတယ်ခမ ya ။ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးရင်တာကတော့ရှမ်ပိုင်ဆိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခမ ya ။ကိုဖော်ရစီကိုပြန်စားနေရတဲ့ပလဲနေပလဲရင်မာပင် ရေဦးခင်ဦးစားတဲ့စကိုင်းတိုင်းတွေကမြို့နယ်တွေဟာ အခုအချိန်ထိ PDF PLA တွေကြီးစိုးနေသေးတဲ့နေရာတွေပါစစ်ကြောင်းမပြန့်ကျက်နိုင်သေးတဲ့ကြီးရွာတွေအများစုဟာဟောအရေးရေဒီယိုခေတ်ကလေးကပြည်ဖြတ်မီဒီယာတွေစာပေဟောပြောပွဲ အမိခံလူတို့ကိုနားအစိတ်ခတ်ခဲတဲ့စာရေးဆရာတွေကြောင့်ရဲရဲတောင့်หนีခဲ့ကြတဲ့နေမျိုးတွေပါရွာသားတွေအနေနဲ့စစ်တပ်ဆိုတာလဲကောင်းကောင်းမသိစစ်သားဆိုတာလဲကောင်းကောင်းမမြင်ဘူးပဲ စစ်သားတွေကိုသူများစကားနဲ့အကြောင်းမဲ့မုံတီးနေတာများပါတယ်၂021အရေးခင်းကြီးဖြစ်တော့တော်လန်ရေးမှာကိုမွေးထားတဲ့သားသမီးတွေကိုတောင်လက်နက်ကင်စီခဲ့တဲ့အထိရဲရဲတောက်ခဲ့ကြတဲ့နေကန်တွေဟာအခုတော့ကိုဖော်တဲ့ဆေးကိုကိုပြန်စမ်းနေရရှာပါပြီရွာကထွက်တာနဲ့ဂိတ်ပေါင်း16000ကိုဆက်ကြည့်ပေးရတဲ့အပြင်ကိုရီလက်ရောက်စော်ကားမှုတွေကြောင့် ချိန်မနိုင်ခဲမရတွေဖြစ်ပြီးနောက်ဆုံးအခုဗူဒီယိုလို ကိုယ်တိုင်ဝိုင်းဖမ်းကြတဲ့ဘဝရောက်ကုန်ပါတယ်ရွာသားတွေရဲ့နာကြီးနေတဲ့အသံတွေကိုကြားနိုင်ပါတယ်တခါတလေအညာဘက်ကဗရက်တွေကိုတက်မတော်ကအကြောင်းသိအောင် တမင်များလှုပ်ထားပေးသလားလို့တောင် တွေးမိနေပါတယ်တဖက်ကတော့90ပြည့်ကင်းပြည်နယ်နေ့အခမ်းအနားမှာပြည်တော်စုစိတ်ဓာတ်တို့တိုင်းရင်းသားအရေးတို့ငဲ့ညာပြောဆိုနေပေမဲ့ တပတ်ကအကြမ်းဖက်ပြီးပြီးယထာတွေမိုင်းခွဲလမ်းတွေမိုင်းခွဲหนีကြပါတယ်နိုင်ငံခေါင်းဆောင်တွေက အထိတ်အမတ်နေတွေဆိုရင် ဖွင့်ပွဲတွေလုတ်တက်တာအားကြလို့လားမသိ KNU ကကိုပြည်နယ်နေအထိတ်အမတ်အနေနဲ့ယထာဒဇင်မိုင်းထောင်ဖျက်ဆီးလိုက်ပါတယ်အဲ့ဒီမြန်မာနိုင်ငံကသုံးနေတဲ့အလဲအလက်တန်းစား DF ယထာဒဇင်ဟာမြန်မာငွေ3000လောက်တန်ကြီးရှိပါတယ် ငွေဆိုတာထက်ဒီရထားကိုအားပြုပြီးသွားလာလှုပ်ရှားနေရတဲ့ဘဝတွေပါပျက်စီးရတာပါဒါနဲ့များတော့သူတို့ဗဇက်ကအကြမ်းဖက်စစ်တပ်ဆိုပြီး တွင်တွင်ပြောနေကြတော့မယ်ကိုတွေကတိဆောက်သူနဲ့ဖြက်စီးသူဆိုရင်တိဆောက်သူကိုပဲအားပေးပါတယ်လက်နက်ကင်အဖွဲ့တွေဗရက်တွေတိဆောက်ဖူးတာတခုမှမရှိပဲတရားရဂိုင်းနှုံးအဖြတ်သမားလုံနေတာကို အားပေးနေရအောင်ကျုပ်တို့ပြည်သူတွေက မျက်စိပိတ် ်မနေသင့်တော့ပါဘူးဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်နရီမိုးရေးသားတဲ့သတင်းဆောင်းပါးလေးတွေပဲဖြစ်ပါတယ်ခမညာဆယ်တော်ကြီးကိုရမ်းလိုက်တာကစင်ကူအတွက်အချက်ပေးခေါင်းလောင်းတန်လို့ပြောလို့ရပါတယ်ဒီနေရာကိုရဖို့ရပ်ပေါင်း20အချိန်ယူခဲ့ရတယ်ဆိုပေမဲ့ရွာပေါင်း15ရာထက်မနေတက်မတော်ကနေမြေရှင်းလင်းခဲ့ရပါတယ်တခုကောင်းတာက ပြုံးလင်ဘက်ကစစ်ကြောင်းတစ်ကြောင်းကပါအပိတ်သဘောမျိုးဆင်းချလာတဲ့အခါမရယံဗရတ်တွေရဲ့ပြေးပေါက်ကစင်ကူဘက်အချမ်းပဲရှိပါတော့တယ်ဖြစ်ချင်တော့အင်အားဝင်မြေကူးဒရာကလည်းသူတို့ကိုယ်တိုင်ချိုးထမ်းပြန်လေတော့ဗရတ်တွေအတွက်ကိုအတက်ကိုပြန်စူးလေသည်ပေါ့လေအပေါ်မှာဖော်တော်လန်းစုံ အပွက်နဲ့အောက်ကတက်လာမဲ့စစ်ကြောင်း၅ကြောင်းကဟန်ချက်ညီညီပိတ်ရှင်းရင်မရယံဗရတ်တွေအတွက်တော့အဆုံးသက်ကငရဲပါဒီထက်လည်းပြေးစရာမြေမရှိတော့ပါဘူး ဒီနေရာကိုသိလို့လဲတမတော်ကစင်ကူးကိုလေချောင်းကြိုရှင်းထားတာမျိုးခပါပါလုတ်ခဲဟန်ရှိပါတယ်ဒီပုံစံအတိုင်းဆို စင်ကူးလက်ပံလာကဒီကနေ့ကနေနောက်ထပ်အပေါင်း30အတွင်းထပ်ရောက်ဦးမဲ့အခြေအနေပါတနည်းအားဖြင့်ဆိုရင်မိုးကုန်လဲပပက်လဲဝိုင်းထားခံရတဲ့အခြေအနေမျိုးဖြစ်နေပြီပေါ့လေမနေ့ကတမတော်လေရဲ့တက်တော်ဝင် အခမ်းအနားမှာရဲရင်3စီးတဲ့ယူပို့ဆောင်ရေးရင်2စီးကိုအပြည့်ခဲ့ပါတယ် ရဲရင်သုံးစီးကလည်း MI 70တွေထက်အဆင်မြင့်တဲ့ MI 38တွေ ဖြစ်လာသလို စွန့်ရည်ပြတဲ့ fighter တွေနေရာမှာလည်း FU 30 SME တွေကနေရာယူလာတာတွေ့ရပါတယ် FU 30 SME တွေကရေရှိမှ MI 29ထက် အုံလိုက်ဖြစ်လာဖို့ရှိသလိုစွန့်ဆောင်ရင်မြင့်တဲ့ MI 38တွေကိုတိတက်များများဖြစ်တဲ့နိုင်ရင် စစ်ကစားတဲ့နေရာမှာပိုအကျိုးရှိလာနိုင်ပွဲရှိပါတယ်လက်နဲ့ခဲရန်အပေါ်အယောက်30လောက်တင်နိုင်ရင်ချင်းပြီလိုနေရာမျိုးတွေမှာအသာလေး drop လုတ်သွားနိုင်ပါပြီတရင်တရင်စာလောက်ကိုရုပ်ချေနေရာချတာမျိုးလုတ်ဆောင်နိုင်တဲ့အခင်းအကျင်းမျိုးပိုင်ဆိုင်သွားနိုင်ပါပြီဘာပဲဖြစ်ဖြစ်လာမယ့်ဒီဇင်မှာတက်မတော် ရေမှာလဲတခုခုတော့ချပြလေဦးမယ်လို့မျှော်လင့်မိပါတယ် ဒေတာတွေမှာကိုပိုင်ထုတ် free gate တွေနဲ့ခက်စွာစွာရှိနေတဲ့တက်မတော်ရေကလည်းဘာတွေထူးခြားမှု ရှိလာနိုင်မလဲပေါ့လေနိုင်ငံတကာရဲ့ public transportation မှာအဓိကအားထားတာကမိယထကဏ္ဍပါဒေတာတွေနိုင်ငံတွေတဲကအနည်းဆက်ဆုံးထိုင်းနဲ့စင်ကာပူကိုပဲကြည့်ရုရှားနိုင်ငံရဲ့မြေပေါ်ယထန်းနဲ့မြေအောက်ယထန်းလိုင်းတွေကိုပဲကြည့်ကြည့်ဒီကဏ္ဍက public transportation မှာအရေးပါတာသိတာပါလိမ့်မယ် အန္တရာကရင်ကျောပိတ်တာမရှိဘူးအချိန်မှန်နဲ့တွဲဆိုင်များလို့ပို့ပြီးတွက်ချေကြိုက်တယ်ဘုရားယုံလေးမှာတွယ်တက်တာမျိုးမရှိအောင်ကြက်မတ်နိုင်ခဲ့ရင်လက်မဲ့ဝယ်ရောင်းစနစ်ကိုအွန်လိုင်းနဲ့မိယထားဘုရားယုံတွေမှာပဲတိုက်ရိုက်ဝယ်ယူနိုင်ဖို့အပြောင်းအလဲလုပ်နိုင်ခဲ့ရင် public transportation ကပိုကောင်းလာပါလိမ့်မယ်အချိန်ကွာချက်လျှော့ချနိုင်သလိုတက်တောင့်တက်တာလည်းဖြစ်မဲ့ လက်မဲ့ဝယ်ယူရတဲ့စနစ်ကလည်း public အနေထားဖြစ်မယ်ဆိုရင်မိရထားကစီးသူများလာနိုင်သလိုနိုင်ငံတော်ရဲ့ဘဏ္ဍာလည်းအလေအလွင့်နှဲပါလာပါလိမ့်မယ်အသိမိတ်ဆွေတယောက်ကဘာလို့တက်မတော်ကကီကီဘက်ကိုတဲကြီးမဲကြီးဖြစ်စည်းနေတာလဲလို့မေးလာခဲ့ပါတယ်တကယ်တော့တက်မတော်ကကီကီဘက်ကိုကျူဝင်ခုတ်ကျူငုတ်ပါမကြံနေမြေရှင်းနေတယ်ဆိုတာကကြားဖြန့်ပုံရိပ်ကို နိုင်ငံတကာကအမြင်ကနေ ကွယ်ပြောက်အောင်လုပ်နေခဲ့တာပါကေကေဘက်ကကယန်ယူနဲ့မဆိုင်ဘူးလို့ဘလို့ပဲညင်ညင်တရားမဝင်မြင်ငါးကတွေပတ်သန်းချီရယူခဲ့တာမြင်ငါးစာချုပ်တွေမှာကယန်ယူရဲ့ထိပ်ပိုင်းပုံကိုယ်တွေပါဝင်ပတ်သက်မှု ရှိနေတာအေယံတွေကဖော်ပြခဲ့တဲ့ကြားဖြတ်နဲ့ပတ်သက်ပြီးကယန်ယူရဲ့ထိပ်ပိုင်း၅ဦးစစ်ဆေးမှုဟာခုချိန်ထိအပြည့်မထွက်သေးတာကိုကြည့်ရင်ဒီကြားဖြတ်ရဲ့လက်သေးတရားခံကဘယ်သူလဲဆိုတာအပြည့်ပေါ်နေပါတယ် အဆောင်အုံတွေကနှမျောစီရန်ဆိုပေမဲ့ဒီနေရာမှာအခြေချတာမျိုးလုံမိလိုက်ရင်အစိုးရကိုနိုင်က ပါဝင်ပတ်သက်မှုတွေရှိလို့မဖြစ်စည်းပဲမောင်းပိုင်စည်းလိုက်တာဆိုတဲ့သကလုံးတွေထွက်လာနိုင်ပါတယ်။ဒါကြောင့်လဲအုတ်ခဲကျိုးပုံအပိုင်းအစအထိရောက်အောင်ဘိုလိုစားတွေထိုးပြီးတော့မိုင်းကက်ဖြက်စည်းနေတာတွေ့ရပါလိမ့်မယ်။တစရက် GNU တက်ဖွဲ့ဟာလက်ရှိအချိန်မှာအကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့လဲကြီးညာခြင်းခံထားရတယ် မြဝတီဒေသရဲ့ကြားဖြန့်ကိစ္စမှာလဲ GNU ကထိပ်ပိုင်းပုံကိုယ်တွေပါဝင်ပတ်သက်မှုရှိထားတယ်။လောက်ကန်အခြေဆိုင်ကိုကန်ခေါင်းဆောင်တွေတောင်းတည်တံအဖြစ်နဲ့အေးအေးယူခံရချိန်မှာ GNU အနေနဲ့ NCA လက်အောက်ထဲပြန်လာခြင်းသေးရင်ကင်းပြင်းနဲ့ငြိမ်းချမ်းဖို့နောင်ရည်ရှိရှိမယ်ဆိုရင်လက်ရှိကြားဖြန့်ကိစ္စပတ်သက်နေတဲ့ပုံကိုယ်တွေကို GNU တွေကထုတ်ပြီးတော့သွေးသွေးလောင်းနိုင်မှပဲအဆင်ပြေပါလိမ့်မယ်။ နှစ်ပေါင်း90ကျော်ကြာလက်နက်ကင်ပြီးတိုင်းရင်းသားအရေးလုခဲ့တဲ့လက်နက်ကင်တပ်ဖွဲ့တခုကနိုင်ငံတကာကအာယုံစိုက်တဲ့ကြားဖြန့်အရေးနဲ့ပတ်သက်မိလေတော့အကြမ်းဖက်စီးဝင် အဖြစ်နဲ့နောင်ချင်းနေဝင်ချင်းနှီးသွားခဲ့တယ်လို့ပြောလို့ရပါတယ်တကယ်တော့လူချင်းနဲ့နီလန်ကသာ KNU အတွက်ဖြည့်ရှင်းနိုင်တဲ့တကြောင်တည်းသောထွက်ပေါက်ပါတနေ့ကကာမီရှု လူသက်ပတ်စံယူကြတဲ့ အကြောင်းအရာလေးကိုကာယကံရှင်ရဲ့သမီးဖြစ်သူကတင်ထားတဲ့စာလေးတွေ့ပါတယ်တကယ်တော့တော်လန်ရည်ရအချင်းကြလာတာနဲ့အမြဥပရိမဲ့စီးလွဘောင်လွလွတ်သွားကြသလိုဟန်ဆောင်မြန်ဖုံးနဲ့အယောင်တွေလည်းတပြေးပြေးကွာကြလာတာကိုအထူးအဆန်းလို့လည်းမမြင်တော့ပါဘူးနိုင်ငံရဲ့ခြေတဲ့မဟာဗျူဟာမြောက်ပလန်တွေနဲ့တစ်ဖက်ကသွားနေကြချိန်မှာလက်လုံသနက်တွေနဲ့အခွန်စက်ကြီးတွေမှာတာယာကြတဲ့အညာဘရက်တွေရဲ့နိုင်ငံရေးရေချင်းကို အချိန်ဟာပေးထားခဲ့ဟန်တူပါတယ်စမတ်ဒေါ်လန်ရေးမှာ အနီအစိမ့်သွေးခွဲခဲ့ရာကနေ UNG ဘတ်တော်သားတွေကိုတိုင်အခွန်စက်ကြီးအလွဲသုံးစားလုပ်လို့အဖမ်းခံနေရတယ်ဆိုတဲ့သတင်းတွေကလည်းရေလိုက်လွဲကြတဲ့ဖြစ်စဉ်တွေပါပဲတချို့ကိစ္စတွေကတမိုင်းစာအုပ်ဖတ်ပြနေရင်နားဝင်ကြမှာမဟုတ်ပဲစီးရဲဆိုဂျူဒေါ်လန်ရေးခေါင်းစဉ်တပည့်မရင်းတွေကျင့်လူတွေသက်လာကြတယ်ဘေးရဲဆိုဂျူ ဆေးကားကိုအခုတော့ကိုယ်တိုင်ကြုံကြရပြီးထင်ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆရာမင်းသုံးတရရေးသားတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာဒီလူကဘယ်နိုင်ငံမှာနေပြီးတော့ဒီလောက်တောင်စစ်သွေးကြွနေတယ်လဲမသိပါဘူးအမေရိကန်မှာဖြစ်မဲ့ထင်ပါတယ်နိုင်ငံခြားမှာနေလို့ဆိုပြီးတော့လဲနိုင်ငံရေးစီးအယူအဆတွေခင်မီရလန်းဆိုတော့ဝေးနေပါသေးတယ် တလောကလမ်းလျှို့တိုက်ပွဲနဲ့ပတ်သက်ပြီးဆောင်းမတပုတ်အကြက်တွင်းရေးထားတာဖက်လိုက်ရသေးတယ်စစ်လာတထောင်စစ်ခံတရားဆိုတာကပါသေးတယ်ဤပညာအခြေပြုစစ်ပွဲတွေမှာအနော်ရထာမင်းခစ်ကစီရေးအယူဆတွေနဲ့ဗရက်ကလေးတွေအသေးခံခိုင်းနေသေးတယ်ကျွန်တော်ကတော့ဗရက်ကလေးတွေရဲ့အသက်ကိုအားနှမျောသလိုကို့ရဲဘော်တွေနဲ့ကို့လူမျိုးအချင်းချင်းတိုက်နေရတာတွေကိုလည်းအမြန်ဆုံးရက်တန့်စေခြင်းပါပဲ ်ဒေချာပြန်သုံးသက်ကြည့်ရင်သူတို့ပြောတဲ့ဒေါ်လာရေးကမဖြစ်နိုင်တော့သလိုလူအလွှာသုံးလွှာကွဲနေတဲ့အတွက်လဲဗရက်တွေအနေနဲ့ဥရေပေါင်းအတွင်းဝင်ရောက်ဖို့ကောင်းပြီလို့ယူဆမိပါတယ်ဒေါ်လာရေးမှာကွဲသွားတဲ့လူအလွှာသုံးလွှာကို ခွဲခြားကြည့်ရင်ပရမအလွှာကသူတို့လို နိုင်ငံသားကနေအလူခံပြီးကောင်းစားနေကြစည်းစိမ်ရစ်နေကြတဲ့အလွှာအထက်တန်းလွှာဆိုပါတော့ ဒုတိယအလွာကအွန်လိုင်းပေါ်ကနေဗရက်တွေချကွာဆိုပြီးမြောက်ပေးနေကြတဲ့အွန်လိုင်းစစ်သွေးကြွတွေရဲ့အလွာတတိယအလွာကတော့အသေးခံတိုက်ပေးနေရတဲ့ဗရက်လူငယ်လေးတွေအသုံးချခံတဲ့အလွာသနာစရာအကောင်းဆုံးအလွာဆိုပါတော့ဒီလိုရင်ပညာတတ်တယ်ကဘာပတ်တယ်ပြောပြီးတော့ဘာမှ မသိကြတာတော်တော်ခက်ပါတယ်အထူးသဖြင့်ကဘာပေါ်မှာဘယ်လက်နက်ကိုင်းတော်လှန်ရေးမှဒီမိုကရေစီမရဘူးဆိုတာလောက်တော့သိစေခြင်းတယ် လေးလာစီခြင်းပါတယ်။မြားမြားမဖတ်တဲ့ဒီမိုကရေစီအကြောင်းလှိုင်းအလိုက်သုတေသနပြုထားတဲ့ဟန်တင်တန်ကျန်းစာအုပ်တွေဖတ်ရင်တောင်လုံလောက်ပါတယ်။ဒါကြောင့်ဗရက်ညီငယ်ညီမငယ်လေးတွေကိုပြောကျင်တာကအသုံးချခံတွေမဖြစ်စေနဲ့နိုင်ငံတော်အတွက်အသုံးချတဲ့လူငယ်တွေဖြစ်အောင် လက်ရှိလက်နက်ကင်လမ်းစဉ်ကိုစွန့်လွတ်ချဖို့စော်အောင်ဂျင်မာကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုနောက်ဆုံးအနေအချင်းကျွန်တော်တင်ပြပေးချင်တာကတော့ဆရာမိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့ခဲလီသမ ्या သဲရေကြဆိုတဲ့သတင်းဆောင်မလေးနဲ့မိသိမ်းလိုက်ချင်ပါတယ်ခင်ဗျာ KIA နဲ့မြန်မာစစ်တပ်ဆွေးနွေးဖို့သဘောတူလိုက်ပြီး တွဲဆုံဖို့နေရာရွေးနေတယ်လို့ PNL အဖွဲ့ကဗိုလ်မှူးကြီးခွန်ဥက္ကာကပြောတယ်လို့ရှင်းသတင်းဌာနတခုကဖော်ပြပါတယ် အရင်နေ့ကလည်း TNL အဖွဲ့နဲ့တရုတ်နိုင်ငံမှာအပြည့်ရဲ့သဘောတူညီချက်ရသွားပြီလို့ဆိုပါတယ်။စစ်မဖြစ်တော့ဘူးဆိုတာကောင်းပါတယ်။မြန်မာတွေစစ်တမ်းမခံရတော့ဘူးပေါ့။ကိုတယောက်တည်းအတွက်တော့မချစ်တင်ငယ်ဖြစ်ရပါတယ်။အခုအရေးအခင်းမှာရှင်းသင့်ရှင်းတိုက်တဲ့အဖွဲ့တွေကို ရှင်းဖြစ်မယ်လို့ထင်ခဲ့တာအားလုံးပုံမှန်အတိုင်းပြန်ဖြစ်စေတော့မယ်ဆိုတော့ပြောစရာ မရှိပါဘူးလေ။လူကြီးတွေက ကိုယ့်ထက်ပိုသိကြပါတယ်။ ဒီကာလအတွင်းမှာလူလောကတွေကထွက်သွားရတဲ့လူငယ်တွေလူတွေအတွက်စိတ်မကောင်းပါဘူးတံပုံးကျော်ကိုကောင်းဆောင်တင်လိုက်ဂွမ်ဘောကိုကောင်းဆောင်တင်လိုက်တဲ့သူတွေတော့ထွန်းမြတ်နိုင်နာ ပြေကပ်ဖို့ပဲရှိပါတော့တယ်မြန်မာနိုင်ငံကပုံနေမြဲကြားနေမြဲအခြေအနေကိုရောက်သွားရပြန်ပြီဆိုတော့အရင်လိုပဲပြည်သူတွေဘဝလဲပြန်ဖြစ်ကြရတော့မှာပေါ့လေစိစက်ညှိနှိုင်းမှုရဲ့အတွင်းကိစ္စတွေကိုမသိတော့ နောက်ဘာတွေဆက်ဖြစ်နိုင်မလဲလို့မခံမှန်းတတ်ပါဘူးစစ်စံပွဲမှာကင်ရအေးရဲ့လက်နဲ့ဆက်ယုံဖြတ်သိမ်းရမယ်ဆိုတာမျိုး မြေရှမ်းတပ်ထုတွေနဲ့ဖားကန်းကနေဖယ်ပေးရမယ်ဆိုတာမျိုးပါရင်တော့သူတို့ကြောင့်ဆုံရှုံခဲ့ရတဲ့သူအသက်တွေနိုင်ငံအခြေခံအဆောက်အုံတွေအတွက်နည်းနည်းဖြေသာမှာပေါ့လေနိုင်ငံရေးနဲ့စီးရေးကဒီအတိုင်းမှာပဲအခွင့်ရရင်ထချမ်းလိုက် ရှုံးသွားရင်ပြန်ညှိလိုက်ပါပဲဒါကိုလိုက်ခံစားနေရင် အယူဖြစ်ပါလိမ့်မယ်။အညာဒေသကဘုမတိဗမတိလက်နက်ကံပြီး တော်လန်ရေးဆိုတာထလုတ်တယ်။အညာသားဗမာတွေမြင်အောင် ကြည်ထားကြပါ။မကြခင်ကပဲကရင်ဘက်မှာဗမာဗရက်80အသက်ပေးလိုက်ရပြီးဒဏ်ရာရတဲ့သူတွေကိုထိုင်းဘက်ဆေးသွာကုကွင်မပေးလို့ဆိုပြီးဗရက်မာလေးငိုပြောတဲ့ဗူဒီကိုကြည့်လိုက်ရပါတယ်။တဘုံတွေကြီးစိုးထားတဲ့နေမြေဧရိယာဆိုတာဘာဥပဒေမှမရှိပါဘူး။ လူသားချင်းစာနာထောက်ထားတယ်ဆိုတာမရှိသူတို့ပါဇက်ကထွက်တာဥပဒေပါဒါကိုနားမလဲပဲမြောက်ပေးတာကို ခံစားချက်ထည့်ပြီးတော့နောက်လိုက်သွားရင်တော့ခံရတော့ဘသူမှမကယ်နိုင်ပါဘူးကိုယ်တိုင်ရွေးချယ်တဲ့လမ်းပါစကလုံးကြီးတွေပြောပြီးတော့ဗမာဗရက်တွေကိုခြာနှင်းသွားကြတာမျက်မြင်ကိုယ်တိုင်ကြုံလာရပြီဆိုတော့ဗမာဗရက်တွေမြောက်ပေးတာဆက်လုံမလားအတိတရားရမလားဆိုတာလေကို့ခံယူချက်ပါပဲ ဒီဒဏ်ဖြစ်တဲ့ပြည်တွင်းစစ်ကပြင်းထန်ပါတယ်စိတ်ဓာတ်တွေပါပျက်စီးကုန်တယ်အတွေ့အကြုံအစ်စ်တွေနဲ့သမိုင်းဝင်အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့တယ်ပြည်သူတွေအမှန်တကယ်သဘုံတွေကိုယွန်ရှာသွားကြတယ်ဒါကြောင့်ဒီတစ်ခေါက်တော့တချို့တွေကိုအပြီးသတ်ဖြစ်သွားလောက်တယ်လို့တော်တော်များများထင်ထားမျှော်လင့်ထားကြတာပါနိုင်ငံရဲ့လက်နက်ကိုင်သဘုံတွေမရှိကျင်တာစစ်မှန်တဲ့နိုင်ငံသားတိုင်းရဲ့သဘောထားပါပဲ။ တို့ပေမဲ့အရာရာအကြောင်းကြောင်းတွေထောက်ပြတချို့ကိစ္စတွေကထင်သလိုဖြစ်မလာပါဘူးမချစ်တင်ငယ်ပြောရရင်ခဲလေသမျှသေးရကြပေါ့ဗျာအများကြီးလည်းမပြောရဲပါဘူးအသက်ကြီးနေပါပြီကို့နောက်မှာမိမိပဲရှိတာလေးအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြအပ်ပါတယ်ခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ ကွန်မတ်မှာဝင်ရောက်ရေးသံအကြံပြု ဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်